ပေးသများလုံးပဲမင်္ဂလာပါဘော်ဒီဘက်ကနေပြန်လဲကျေးဇူးလိုက်ပါတယ်ဘာစီလိုနာတင်းရဲ့နေပြဟောင်းဇာဘီဟာနန်တက်ဟာမန်ချက်စတာယူနိုက်တက်တင်းရဲ့ကံလန်းမှုကိုသာရရှိခဲ့ပါကချက်ချင်းပဲလက်ခံပါလိမ့်မယ်လို့နာမည်ကျော်ဘောလုံးပြောင်းရွှေ့တဲ့တောင်းဖော်ဗီဇိုရိုမာနိုကဖွင့်ရပြောကြလိုက်ပါတယ်ယူနိုက်တက်ရဲ့ဘူးတွဲပန်ရှင် IOS အဖွဲ့ကသာလက်ရှိနေပြရူဘင်အမော်ရီရဲ့နေရာမှာအစားထိုးဖို့အတွက်ဇာဘီကိုတင့်တော်တဲ့သူလို့သတ်မှတ်ခဲ့မိဆိုရင်အမြန်ဆုံးလှုပ်ရှားဖို့လွယ်နိုင်ပါတယ်ဘာကြောင့်လဲဆိုရင်တော့စပိန်နေပြကိုစော်တီကလပ်အေအီဒီအသင်းကလည်းခေါ်ယူဖို့စဉ်းစားနေလို့ဖြစ်ပါတယ် နေပြအမော်ရင်ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့သတင်းတွေဟာပြီးခဲ့တဲ့ရက်ပိုင်းတွင်းမှာထပ်မံကြေလွန်လာခဲ့ပါတယ်။အမော်ရင်ကပြီးခဲ့တဲ့ဘက်ကချက်စီကိုအိုထရက်ဖို့မှနိုင်ရရှိခဲ့တာကြောင့်ဖီယာရီကလည်းခင်တာလက်မြောက်ခဲ့ပေမယ့်ဘရန်ဖို့အသင်းကို၃ဂိုးတကိုးနဲ့ဆူဆူရွရွရှုံးနေခဲ့တဲ့ပွဲစဉ်ကသူ့ကိုဝေဖန်မှုတွေရဲ့ထိတ်ဆုံးစီကိုပြန်လည်ပို့ဆောင်ပေးလိုက်တာပါ။လာမယ့်စနေနေ့မှာရင်ဆိုင်ရမယ့်တန်တက်ကလပ်ဆန်ဒါလန်သင်းရဲ့ပွဲစဉ်မှာအနိုင်ရလက်ကလွယ်ပြီးတခြားရလက်တစ်ခုခုသာထွက်ပေါ်ခဲ့မယ်ဆိုရင်အမော်ရင်အတွက်မေကုံပေါင်းများစွာနဲ့ရင်ဆိုင်ရတော့မှာလေးဖြစ်ပါတယ်။မင်္ဂလာပါ။မြန်မာချင်းနဲ့ဘောလုံးကစားချင်သူများအတွက်ဘော်ရီဘက်လာပါပြီ။ တဖက်မှာလည်းဇာပီယာ2024ခုနှစ်မေလကဘာစီလိုနာကနေထွက်ခွာပြီးကြတဲ့အခါနီးပြလောက်ကနေဆက်သွယ်ပြတ်နေကြတာလည်းဖြစ်ပါရယ်။သူဟာဘာစီလိုနာတင်းတဲ့သူစပိန်လာလီဂါချန်ပီယံဆုနဲ့စပိန်စူပါဖလားတို့ကိုစုကူနိုင်ခဲ့သူလည်းဖြစ်ပါရယ်။ဖာဗီဇီယိုရိုမာနိုရဲ့ဆိုရဇာပီယာအင်္ဂလိပ်ပရီးမီယားလိဂ်ကိုလေ့လာနေပြီးဥရောပရဲ့အပြိုင်ဆိုင်ဆုံးလိမှာသူ့ရဲ့ရည်သွေးကိုဆန်းသက်ချင်နေတယ်လို့သိရပါရယ်။ဇာပီနဲ့မန်ချက်စတာယူနိုက်တက်အကြောင်းမေးခွန်းတွေကျွန်တော်အများကြီးကြားရပါရယ်။ ဇာဘီကပရီးမီးယားလိဂ်ကိုလေးလာဆောင်ကြည့်နေပါတယ်။ပြီးတော့ဇာဘီကဥရောပပွဲကစားခွင့်မရရှိခဲ့ရင်တော့မန်ချက်စတာယူနိုက်တက်ကိုချက်ချင်းလာပါလိမ့်မယ်။သူကပရီးမီးယားလိဂ်ကိုချက်ချင်းလာမှာဖြစ်ပြီးဒီအခွင့်အရေးကိုအရန်ကိုလိုချင်နေပါတယ်။ဒါပေမဲ့လက်ရှိချိန်မှာတော့ဇာဘီနဲ့ယူနိုက်တက်ကြားမှာဘာမှမရှိသေးပါဘူးလို့ရိုမာနိုကရှင်းလင်းပြောကြားသွားခဲ့ပါတယ်။အဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးများတင်ပါတယ်။